ကင်းရုပ်ရှင်ဇာတ်ကားဒီနေ့အကယ်ဒမီမှန်ချပြီးမှမလွှဲချင်ဘူးလို့ပြောလာခဲ့တဲ့ချုပ်ပြုံပရိသတ်ကြီးချုပ်ပြုံကတော့တခိတခါကအောင်မြင်ကြောကြားခဲ့ပြီးကယ်ဒမီတွေထက်စစ်စခုရရှိခဲ့သူလည်းဖြစ်ပါရည်မင်းသမီးကြီးချုပ်ပြုံကဒုက္ခဒုက္ခမှာအလွန်ချောမောလာပါခဲ့ပြီးယခုရွယ်တိမကြသေးဘဲနဲ့ချစ်စရာမေးချုပ်ပြုံဖြစ်နေတာပါ ။တချင်းချင်းတချင်းကန်ကောင်းလေးတွေကိုတီဆိုအောင်မြင်ခဲ့သူလေးဖြစ်ပါရီ။မြမယူရကနေတချင်းဆိုအားရီမှာဝါသနာပါခဲ့ပြီးတော့အစိုးရချုပ်ပြုံးနေတဲ့နုပညာလန်းချောင်းကိုစတင်ခဲ့သူဖြစ်ပါရီ။နောက်ပိုင်းရုပ်ရှင်လောကတွေကိုဝင်ရောက်ခဲ့ပြီးအကယ်ဒမီစုပေါင်း၄စုကိုလည်းပိုင်ဆိုင်ခဲ့သူဖြစ်ပါရီ။အခုရုပ်ရှင်ကားကြီး၊ကင်းရုပ်ရှင်စကားကြီးမှာပါဝင်တရုပ်ဆောင်ထားပြီးတော့ပရိသတ်တွေကတော့ပြစ်စမမြောက်အကယ်ဒမီစုကြီးကိုရောက်နိုင်မလားဆိုပြီးတော့ခံမနေကြတာဖြစ်ပါရီ။မေချူအားရုပ်ရှင်သက်တမ်း250ကျော်ရိုက်ကူးခဲ့ရပြီးတော့ခင်းရုပ်ရှင်ကားကြီးနဲ့တာအကယ်ဒမီထည့်ရမယ်ဆိုရင်ချုပ်ပြုံးရင် အကယ်ဒမီဆိုတာပြစ်စမဆုဖြစ်ပါရင်ဒီဇကားကြီးနဲ့ပရိသတ်တွေခံမှန်းတလို့တကယ်သာရခဲ့ရင်မေချိုကအရင်ပြောင်းမှာပါဒီလိုဇကားကောင်းကောင်းဒီခေတ်မှာလာပြီးတော့မအပ်တော့ဘူးလို့ပြောပြခဲ့တာဖြစ်ပါရင်ဒီလိုကောင်းတဲ့ကားတွေရှိုက်ကူးဖို့ဆိုတာမေချိုတို့လိုအသက်ကြီးပိုင်းတွေမှာအသက်ကြီးသွားလို့ရုပ်ရည်ကျသွားတာတို့နောက်ပြီးတော့တရုတ်ဆောင်ပုံတွေစင်ပြေတော့တာဆိုရင်ဒရိုက်တာကမငားကြတော့တာပါ အမေချိုးရဲ့နှုပညာကိုယုံကြည်ပြီးတော့လာအဲကြလို့လေကျေးဇူးများကြီးတင်ပါတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။အမေချိုးကအသက်90ကျော်80နီးပါးကပ်နေတာကိုအခုလိုရိုက်လို့ကံကောင်းပါတယ်။ကယ်မီရသွားခဲ့ရင်လေပြောမှာပါ။ဒီစကားလေးကိုမင်းသား9ယောက်မင်းသမီး1ယောက်နဲ့ရိုက်ကိုရတော့သားသမီး6ယောက်နဲ့ရိုက်ရတာခက်မဲထင်ထားတာပါ။တကယ်လေးရိုက်ကိုရကလေးတွေကတော်ကြတယ်။အရှင်ခေတ်ကလူတွေနဲ့လက်ရောညီထွေးအောင်နေတတ်တယ်။အမေချိုးကြိုက်အမြင်လိုက်လို့ပြီးတော့လူငယ်ရင်းစီက respect ကိုရထားတော့သူတို့တွေအားကြတယ်ဝမ်းသာရပါတယ်လို့ပြောပြခဲ့တာပါ။မေချိုးကဒီစကား ြီးရိုက်တဲ့ဒေါက်တာစိုးမို့ကိုကျေးဇူးတင်ပါတယ်။အခုဇလန်းတွေကမင်းသားမင်းသမီးတွေကိုအလိုမလိုက်ပဲမကြိုက်ရင်မကြိုက်တယ်လို့မခိုကပ်ဖိုင်းနဲ့ခိုင်းတာပါ။မေချိုကလည်းသူမခင်းဆက်ကားကြီးရဲ့မှာ စကိုင်းရိုက်တာတခန်းဆိုရင်ငါးကောက်လောက်ပြန်ရိုက်ကူရီဒိုက်တာကမကြိုက်လို့ကလေးထမင်းစားနေရင်ရံဖြစ်တဲ့ခန်းဖြစ်မှာပါလို့ပြောပြချပါရီခဏခဏရိုက်ရတော့အဲ့ထက်မှမဝင်သွားပြီးတော့အဆင်ပြေသွားတာပါမေချိုကသူ့ကိုစိုက်ရိုက်ကလေးကကောင်းနေအရန်တော်ရီဆိုတာချီချူးမခံချင်ပါဘူးတချို့ဆိုရင်ဝိုင်းရမင်းသမီးတွေကိုရှိန်ကြရီဒိုက်တာကိုချုပ်ပြောထားပြီးတော့အဆင်မပြေရင်ပြင်ပါလို့ပြောထားတော့မေချိုအတွက်လည်းကောင်းပါတယ်လို့ပြောပြခဲ့တာဖြစ်ပါရီမေချိုကစကားထဲမှာအမင်းငိမ်ဖြစ်အောင်ရိုက်ပေးပါလို့ဒိုက်တာကိုစုံမှုပြောပြီးတော့ချုပ်ပြောဆိုတာပြောက်သွားအောင်လုပ်ပေးပါလို့ပြောထားပါရီ ၏ဇကားရဲကကလေး၅ယောက်ကိုမြောင်၅កောင်များဖြစ်နေမလားလို့စိုးရိမ်နေတာတကယ်ကို chemistry မိကြတယ်လို့အားလုံးနဲ့ပြောပြခဲ့တာဖြစ်ပါသည်မေချိုကအင်္ဂါသားသမီးတွေနဲ့လည်း ဝုံနိုင်ချင်းခဲ့တာတွေရှိပါ ರೀ ဘေးအိမ်မစိုးဆုံးပြူလေးတွေပါကြတာပဲလीမင်းချွာလည်းအိမ်မှာသူတို့စကားများကြလို့မနိုင်ကြရင်လေတော်ကြပါတော့ဆိုပြီးတော့ငိုပြလိုက်တော့တိတ်သွားကြ ರೀ ပရိသတ်အားလုံးကသူမကိုအမြင်ပြုံးနေလို့မင်းချွာချစ်စရာကြီးအမြင်ပြုံးနေရလို့မြင်ကြ ರೀ တကယ်တော့ဒါမဟုတ်နေဘူးလို့ဟာတာသဘောလေးပြောခဲ့တာဖြစ်ပါ ರೀ ပရိသတ်ကြီးကင်းရုပ်ရှင်ကားကြီးနဲ့မင်းချွာကိုအကယ်ဒမီစုကြီးထက်မှန်စုခုနိုင်မလားဆိုတာပြောခဲ့ပြီးပါအောင်ရှင်အာဘိနောက်စင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါ ರೀ နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့စေနီနေနုပညာရှင်တွေရဲ့ဒိနေတူပြန်လာ ာခဲ့ပါဦးမယ်ရှင်ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရှင်